ါရှင်ဆီယမမဝင်းမြင့်ရေးသားထားတဲ့ရီယော်မှန်းအိုင်စန်းရီပြားဆိုတဲ့ဝတ္ထုလေးကိုအပိုင်း၃အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အခန်းကကျေးဇူးကြီးပါတော့မမကိုကျမဘာဖြစ်ခဲ့သည်ဆိုခြင်းကိုအမှန်တမ်းရေးပြပါမယ်ကျမမိဘနှစ်ပါးနံမီကဥတောက်ထွန်းဒေါညွတ်ရီဖြစ်ပါတယ်သာသမီဆိုလို့ကျမတယောက်တည်းပဲမွေးဖွားခဲ့ကြပါတယ်ကျမနံမီကိုလည်းမေဆန်းမြိုင်လို့မှတ်ခေါ်ထားကြောင်းမိမိကပြောပြခဲ့ဘူးပါတယ် မေဆန်းမြန်ရည်သည်စာကိုဖတ်နေသော မခင်ရွှေသည်ဤနေရာသို့ရောက်သောအခါစာကိုဆက်မဖတ်နိုင်ပဲခိတမျှရက်ထားလိုက်မိသည် ရေပြာအံရွာကဆမ်းမြန်ချံကြီးမခင်ရွှေသည်နှုံမှတီတိုးရေရိုးလိုက်မိသည်ရေပြာအံရွာမှဆမ်းမြန်ချံကြီးကြောင်းကို တပယ်လေးတယောက်၏အဖိုးကခရီးစဉ်တွင်ကြပြောပြခဲ့မူသည်ဆမ်းမြန်ချံကြီးကို အမွေဆက်ခံခဲ့သောကိုများစိန်နှင့်ဇနီးဖြစ်သူတို့မိုင်းမဲမှုအစဉ်ချင်းကင်းမဲမှု တန်ဖိုးမတိမှုတို့ကြောင့်ချံမြည်ကြီးတစ်ခုလုံး၆သွေသောဂန္ဓာရဖြစ်နေသော ချံမြည်ကြီးကိုစမ်းရည်ပြန်လဲစိမ့်ထွက်အောင်ကြိုးစားပြုပြင်ခဲ့ရသည်ငွေအတွက်ကြောင့်ဇာတိမန်ပြက်ခါအဖိုးတန်ချံမြည်ကြီးကိုလူမျိုးချလက်ထဲထိုးအပ်လူဆဲဆဲဖြစ်နေသော အမွေခံမောင်စိမ့်မောင်ကိုတရားဟောသိမ့်တွင်ကူညီခဲ့၏ထိုကြောင့်မောင်စိမ့်မောင်က သူ့ကိုမေတ္တာရှိလာခဲ့သည်ထိုကြောင့်ပင်ရေပြိုင်ရွာသူရွာသားတွေစိတ်ဝမ်းကွဲစရာတွေဖြစ်လာသည် ထို့ကြောင့်ပင်မခင်ရွှေသည်ရေပြာအိမ်ကိုစွန့်ခွာထွက်လာခဲ့သည်ရေပြာအိမ်ရွာစမ်းမြန်ချန်ကြီးနှင့်မောင်စိမ်းမောင်တို့မေးပြောက်ထားခဲ့ရာမှရေပြာအိမ်နှင့်မခင်ရွှေရေစက်မကုံလိုက်ပုံမှာမတွေးထင်မမျှော်လင့်သောအကြောင်းကထူးထူးဆန်းဆန်းကြုံကြိုက်တိုက်ဆိုင်ကရေပြာအိမ်ရွာကိုတတိယစရာအကြောင်းပေါ်လာပြန်တော့သည် ဖြစ်မှဖြစ်ရလေမခင်ရွှေကတီတူပြောလိုက်၏အခုချိန်လောက်ဆိုရင်ကျင်ကျင်းနှင့်ကိုစိမ်းမောင်လက်ထပ်ပြီးကြရုံမယ် ငါအပင်ငါပင်မန်းခံပြုစုပြူထောင်ပြီးခဲ့တဲ့ဆမ်းမြိုင်ချမ်းကြီးအခြေအနေဘလို့များဖြစ်နေမလဲရွာအခြေအနေတိုးတက်လာသလားဆုံးယုံသွားသလားရွာကကလေးငယ်တွေပညာရေးအဆင်ပြေရဲ့လားမသိနောက်ရောက်လာတဲ့ចောင်းဆရာကငါလူဆွဲဆွဲမြင်းမြတ်မှနေရဲ့လားအဖွားရွှေရင်တို့သားမီးနေထိုင်မှကောင်းရဲ့လားငါချစ်တဲ့ရေပြာအံရွာငါတန်ရောစဉ်ကြည်ရတဲ့ရေပြာအံရွာငါစိတ်ဝင်စားလာခဲ့ရတဲ့ရေပြာအံရွာ မခေရွှေသည်စာကိုစမဖန်နိုင်သေးပဲ စိတ်ကနေရေပြိုင်ရွာသို့ရောက်သွားသည်ရေပြိုင်ရွာမှာသူနေထိုင်ခဲ့ရပုံတွေပေါင်းသင်းဆက်ဆံရေးတွေတပည့်လေးတွေကိုပြန်လဲတရိယာခါများစွာ လွမ်းဆွမိတော်သည်အော်ငါဘလောက်ပဲတန်ရုံးစဉ်ဖြစ်နေပြီမဲ့သူတို့ရွာသူချင်းချင်းကြောင့်ငါ့ကိုအထင်မြင်လွဲမှားနေခဲ့ကြပြီပဲဝေးကနေပြီးငါတန်ရုံးစဉ်ဖြစ်နေလွမ်းနေလို့လဲအကြောင်းမထူပါဘူးလေဟုမခင်ရွှေသည်စိတ်ကိုဖြည်းဖြောက်ကအတွေးမြင်ကိုဖြတ်ပြီးတပြင်းချလိုက်သည်ထို့နောက် မေးစမ်းမြန်ရေးထားသည့်စာကိုဆက်ဖတ်လိုက်သည် ကျမကစာရေးတတ်ပေမဲ့ဖတ်တဲ့လူနားနေပါမလားလို့စိုးရင် လိုက်မိပါတယ်မမရေကျမရေးတတ်တယ်လို့ပဲရေးပြပါရစေနော်မမကိုဘာမှမကွယ်ခွက်ဖဲအားလုံးရေးပြပါမယ်ကျမအမေဒေါ်ညွီကစမ်းမြန်ချန်ကြီးပိုင်ရှင်ဦးမြစင်ရဲ့အမေဘက်ကအမျိုးကျမအဖေဦးတောက်ထွန်းကဦးမြစင်ရဲ့အဖေဘက်ကအမျိုးတစ်ဖက်စီတော်ကြတာလို့ပြောခဲ့ကြပါတယ်ကျမအကြောင်းနေခဲ့ရပါတယ် ကျမအသက်14နှစ်တည်းအဝင်ကျောင်းရှစ်တန်းအရောက်မှာ ကျမအပြင်းထန်ဖျားခဲ့ပါလေအပြင်းထန်ဖျားတဲ့အချိန်ကြောင့်ကျမစကားပြောရတာကျမစင်ကလိုမပြောနိုင်တော့ပဲထစ်သွားဆွန့်သွားခဲ့ပါလေမမဒါကြောင့်လဲအဖေနဲ့မိကကျမကိုကျောင်းကနှုတ်လိုက်ပါလေအတန်ပြန်ကောင်းအောင်ဆရာမျိုးစုံဆေးမျိုးစုံနဲ့ကုခဲ့ကြပါလေအဖေနဲ့မိဟာပစ္စည်းတော်တော်များများချမ်းသာတယ်လို့ကျမသိခဲ့ရပါတယ်ဘလို့ချမ်းသာလာတယ်ဆိုတာကိုအမိကကျမကိုပြောပြဘူးပါလေ ဒါတွေကိုကျမရေးပြရတာဟာအဖေနဲ့အမေကိုတိတ်ခါချသလိုများဖြစ်နေမလားမသိဘူး။ဒါကိုမပြောရင်လည်းကျမတို့ဘဝဖြစ်စဉ်ကိုမမရေးလေအောင်သိမှာမဟုတ်ဘူးလေ။မမရဲ့စိတ်သဘောထားနဲ့စေတနာကို ကျမစောင့်ကြည့်ခဲ့ပါလေ။မမစေတနာဟာဟန်ဆောင်တာမဟုတ်ပဲတကယ်ဖြူစင်ကြောင်းတည်လာရလို့အခုလိုကျမဘဝအမှန်ကိုရောမိဘတွေအကြောင်းကိုရောဥဖေဆိုင်တဲ့ဒေါ်ငွေအကြောင်းတွေကိုရောအမှန်တိုင်းဖွင့်ပြခြင်းနဲ့စိတ်ပေါ်ပေါက်လာပါလေ။ အခါခွင့်ကိုစောင့်နေခဲ့တာအခုရပါပြီ။စမ်းမြန်ချိုင်းကြီးပိုင်ရှင်ဖြစ်တဲ့ဦးမြစိန်ရဲ့မိဘတွေဆုံးကြတော့ဦးမြစိန်တို့ဇနီးမောင်နှံနှစ်ယောက်ဟာခြံအလုံးကိုပင်မန်းလို့မလုပ်ချင်ဘူးဆိုပြီးခြံထဲကတပင်းကြီးတွေကို ထင်းဖြစ်ရောင်းခဲ့ကြတယ်တဲ့မမရဲ့။မခင်ရွှေသည်စာဖက်နေမင်းစမ်းမြန်သည်အမှန်တွေကို ဖွင့်ဟနေကြောင်းတရားစွာသိလာသည်။စာကိုဖတ်ခါစားကရေးပြအင်ရွာနှင့်ကိုစိမ့်မောင်ចောင်းကိုအပေါ်ရန်သာမင်းဆက်မြန်ကရေးပြခြင်းဖြစ်သည် အဟုတ်အမှန်ဖြစ်လေသလားကြာဘူးနာဝါဖြစ်အစိတ်ကူးတဲ့ရာရင်းနေရခြင်းလားဟုမယုံမရဲစိတ်လေးကတရေရေပေါ်လာခဲ့မိသေးသည်ယခုမခင်ရွှေရေပြာရောမာနေခဲ့စဉ်ကစမ်းမြိုင်ချမ်းကြီးเจ้าကိုခေစီတွင်းကြတီလာခဲ့သည့်အတိုင်းမေစမ်းမြိုင်ရည်သည်ဖြစ်သောကြောင့်မခင်ရွှေသည်မေစမ်းမြိုင်ဘဝကိုစိတ်ဝင်စားသည့်ထက်ဝင်စားလာသည် မခင်ရွှေကစာကိုဆက်ဖတ်လိုက်၏ အဲ့ဒီလိုထင်းဖြစ်ရောင်းနေတဲ့အချိန်ကကျမမိဘတွေဖြစ်ကြတဲ့ဦးတောက်ထွန်းနဲ့ဒွန်ညွန့်ကြီးတို့ကရေပြာရွာမှာမနေကြဘူး။ရေပြာရွာနဲ့နှမိုင်ကျော်ဝေးတဲ့ရွာတို့ရွာမှာနေကြတယ်။အဲ့ဒီအချိန်ကဆိုရင်ကျမလူမဖြစ်သေးဘူးလို့အမေကပြောပါတယ်။ဦးမြစိန်တို့ခြံကြီးထဲကတစ်ပင်ကြီးတွေကိုထင်းဖြစ်ခြာရောက်နေပြီဆိုတဲ့သတင်းကိုကြားတော့ဒီခြံကြီးထဲမှာရှိနေတဲ့နှစ်ချို့ပရောက်ပင်ကြီးကိုကျမမိဘတွေမျက်စိကျနေခဲ့ကြတာကြာပြီတဲ့။ ဗရောက်ပင်ကြီးကဘယ်နှစ်ကာလအချိန်ကပေါောက်ရှင်သန်နေတယ်မသိဘူးလုံဘက်ကပစိုးနှစ်ပတ်လောက်တောင်ရှိနေပြီတဲ့နတာနီအစ်စ်ဗရောက်နှစ်လို့ဆိုထားတဲ့အစာရှိတော့ကျမမိဘတွေကဒီဗရောက်ပင်ကြီးကိုလှဲပြီး အတွင်းကနတနီဖြစ်နေတဲ့ဗရောက်နှစ်ကိုထုတ်ယူရောင်းစားမယ်ပေါ့အပြင်သားတွေကတော်လိုက်ပါဝနေထိုင်ဖြစ်တဲ့တင်းတင်းနဲ့အိမ်လေးသလုံးဆောက်ဖို့ကောင်းကောင်းကြီးလုံလောက်နိုင်တယ်လို့ပြောတယ် ကျမမိဘတွေနေတဲ့ယူဝါမှာလဲလွှာစင်ကရှိနေတော့တိတ်အဆင်ပြေတယ်လို့ပြောတယ်။ဒါနဲ့ဦးမြစင်စီမှာဘရောက်ဝင်ကြီးကိုပေးပါလို့တောင်းလိုက်တယ်။သူများတွေကိုထင်းဖြစ်ရောင်းစားပြီးမဲ့ကျမမိဘတွေကနွမ်းမသူတွေလည်းဖြစ်တယ်။ဆွေမျိုးလည်းတော်နေတော့အလကားတောင်းလိုက်တာပေါ့လေ။ဦးမြစင်တို့ကလည်းဒီချမ်းကြီးကိုမြ мян ရှင်းခြင်းလက်လို့ချင်နေတော့လွယ်လွယ်ပဲပေးတယ်လို့ပြောတယ်။ဒါနဲ့ကျမမိဘတွေလူလဲမငှားနိုင်တော့အဖေကတစ်ပင်ကြီးကိုတစ်ဖြည်းဖြည်းခုတ်ယူအမေကအောက်ကဆောင်ကြည့် အကိုင်းခက်တွေဂုံတို့ကြီးမားတဲ့ပင်စီကြီးပဲကြံတော့အဖေနဲ့မိနှစ်ယောက်တည်းမနိုင်တော့ဘူးလေ။ကူညီဖို့လူရှာရပြီမမ။ဒီမှာရင်ဥဖေဆိုင်တဲ့ဒေါငွေကိုအဖို့ဆက်လိုက်မိကြတာပေါ့။ဥဖေဆိုင်တဲ့ဒေါငွေဆိုတာရေပြာအန်ရွာစာတိလည်းမဟုတ်။အမေနဲ့အဖေနေကြတဲ့ရွာစာတိလည်းမဟုတ်။တရက်ရွာကနေလေလွင့်ရောက်လာကြတဲ့ရေမျောကန်းတဲ့လူစားမျိုးဆိုပါတော့။လင်မယားနှစ်ယောက်ကြုံရကြပန်းအလုံးနဲ့တွေ့မရှောင်လှုပ်ရှားနေကြတဲ့လူတွေတဲ့။ ဖေနဲ့အမေကလည်းဆင်းရဲတော့ဆင်းရဲသူချင်းချင်းရင်းနှီးမိပြီးခင်ခင်မေမေဖြစ်ကြတယ်လို့ပြောပါတယ်။ဗရောက်ပင်ကြီးပင်စီကထီထီမမတ်ကြီးကြံနေတာကိုနင်မယားနှစ်ယောက်ထဲလဲမနိုင်။တန်ရတန်ကြီးအခါကြီးငွေနဲ့လည်းမငှားနိုင်တော့ဥဖေဆိုင်တဲ့ဒေါငွေကိုဗရောက်ပင်ကြီးလှဲချလိုက်တဲ့ပင်စီကအကာသားတွေကိုတဝက်ပေးမယ်။ကုညီလုပ်ပေးပါဆိုတော့ဥဖေဆိုင်တဲ့ဒေါငွေတို့ကလည်းသဘောတူလက်ခံနေတဲ့မမဗရောက်ပင်ကြီးကိုလှဲမယ်လို့အစီအစဉ်လုပ်ပြီးမှကျမတို့အဖေအပြင်းထန်ဖျားလိုက်တာ။ လူမှန်းသူမှန်းတောင်မသိအောင်ဖြစ်တယ်လို့ပြောတယ်။တေကံမရောက်တမပြောက်ဆိုတာလို့ဆင်းရဲလို့တိုက်တိုက်တန်တန်စီးဝါးနဲ့မကူနိုင်ပေမဲ့တင်းနေမစီသေးတော့မတည်ပဲပြန်ပြီးတော့ကျမ်းမာလာတယ်။အဖေကအကောင်းဆုံးကျမ်းမာလာသည့်တိုင်ဘရောက်ပင်ကြီးကိုလှဲဖို့ဘာမှစကားမဆက်ပဲတစ်ချက်တစ်ချက်ငင်းငိုင်းနေတတ်တာကိုအမေကသတိပြုမိတယ်တဲ့။ဒါပေမဲ့အပြင်းထန်ဖျားလိုက်ရတော့စိတ်တွေကထိုင်းထိုင်းမိုင်းမိုင်းဖြစ်သွားတာထင်တယ်လို့ပေါ့ပေါ့ပဲတွေးလိုက်မိတယ်တဲ့။ ီလိုနဲ့နေရွှေညာရွှေနေလာခဲ့တာမိုးကြကန်နီးလာပြီးဥဖေဆိုင်တဲ့ဒေါ်ငွေတို့ကလည်းမိုးရင်းစာထင်းဖြစ်ပရောက်ပင်ကြီးလှင်းရင်ရတော့မယ်ဆိုပြီးတခြားမှာထင်းမရှာပဲနေခဲ့တာတစ်ပင်လဲပြင်းအောင်နားပူလာကြပြီပေါ့အဲ့ဒီတော့အမေကပြောတယ်တဲ့တစ်ပင်ကြီးမြဲမြဲလှဲကြဖို့ပေါ့လေအဖေကတစ်ပင်လဲဖို့ပြောလိုက်တိုင်းငင်းငိုင်နေခရာကနေအမေကဥဖေဆိုင်တို့စိတ်ကွက်သွားရင်မကောင်းကြောင်းခင်ခင်မင်မင်ဆက်ဆံလာခဲ့တဲ့လူချင်းမိပြက်သွားမှာဆိုကြောင်းပြောတော့မှ အဖေဟာတပြင်းချ၍အမိကိုတိုးတိုးဒိတ်ဒိတ် ပြောပြတယ်တဲ့။ဘာပြောသလဲဆိုတော့အဖေဖျားနေကအိမ်မက်မက်ခဲ့တဲ့အကြောင်းအမှန်ကတော့အဖေဖျားလိုက်တာလူမှန်းသူမှန်းမသိအောင်တော့ဖြစ်တယ်ဆိုတော့အဖေသတိလစ်ခိုက်မှမျိုးသွားခိုက်ဆိုပါတော့မမရဲ့။သူ့အယုံထဲမှာထင်မြင်ကြားသိခဲ့ရတာနဲ့တူပါလေ။အဖေဘလို့ပြောတယ်ဆိုတာအမေကကျမကို ပြောခဲ့တဲ့အတိုင်းကျမပြန်ရေးပြရရင်မညွန့်ရဲ့မင်းကဒီတိပင်းကြီးကိုလှဲဖို့ပြောနေတာ မင်းကငါအပြစ်မတင်ပါဘူးငါတို့နှစ်ယောက်သဘောတူတိုင်ပင်လုပ်ခဲ့ကြတဲ့ကိစ္စပဲဒါပေမဲ့ငါဖျားနေခိုက်မဲလိုက်တဲ့အိမ်မဲကြောင့်ဒီသစ်ပင်ကြီးလှဲရအကောင်းလို့မလှဲရအကောင်းလို့ဖြစ်နေတယ်ဒါကြောင့်ငါဆိုင်းနေတာမညွန့်ရဲ့အဖေကအဲ့ဒီလိုပြောလိုက်တော့အမေကဘာကြောင့်လဲလို့ပြန်မေးတယ်အဖေကဘလို့ပြန်ပြောလိုက်လဲဆိုတော့ဒီသစ်ပင်ကြီးနဲ့ပတ်သက်ပြီးငါမဲလိုက်တဲ့အိမ်မဲကတော်တော်ထူးဆန်းတယ်ကောင်းကျိုးပေးမှလားဆိုးကျိုးပေးမှလားမသိနိုင်ဘူးမညွန့်ရဲ့ ငါအိမ်မက်ကတော့ဆိုပြီးအဖေက သူ့အိမ်မက်ကို ပြောပြတယ်တဲ့အိမ်မက်ထဲမှာအဖေကဗရောက်ပင်ကြီးကိုလှဲဖို့ပင်ချရင်ကိုရောက်နေတယ်ဗရောက်ပင်ကြီးကိုကြည့်ရတာအကိုင်းခက်တွေခုန်ထားလို့ပင်စီလုံးကြီးပဲထိထိမက်မက်ကြီးရှိနေတဲ့နေရာမှာဇေဒီအိုကြီးတစုတွေ့ရတယ်တဲ့ဗရောက်ပင်ကြီးကိုငါခုန်ထားပါရဲ့နဲ့ဘလို့ကြောင့်ဗရောက်ပင်ပြောက်ပြီးဇေဒီအိုကြီးဖြစ်နေပါလိမ့်ဆိုပြီးဇေဒီအိုကြီးကိုရက်ကြည့်နေမိတယ်တဲ့ကြည့်နေရင်ပဲဇေဒီအိုကြီးဟာတဖြည်းဖြည်းပြူကျပျက်စီးသွားလိုက်တာ နောက်ဆုံးတော့မြေကြီးနဲ့တသားတည်းဖြစ်အောင်ကိုပျက်စီးသွားတယ်တဲ့အဲ့ဒီနေရာကစီတစုရှိနေခဲ့တဲ့နေရာပါလို့ပြောရင်တော့ယုံနိုင်စရာမရှိအောင်နေစရာ ရှာမတွေ့အောင်ကိုပျောက်ပြက်သွားတယ်တဲ့အဖေလဲတန်အောင်းနဲ့ငီးကြီးနေရာကဇီဒီကြီးပြူကြပျက်စီးသွားတဲ့နေရာမှာတစ်ပင်လေးတစ်ပင်ပေါက်လာပြီးတဖြည်းဖြည်းကြီးလာလိုက်တာအဖေကြည့်နေရင်ပင်ဒီတစ်ပင်ဟာဗရောက်ပင်ကြီးတစ်ပင်ဖြစ်လာတယ်ဒါပေမဲ့အဖေမျက်လုံးထဲမှာတော့ဗရောက်ပင်ကြီးလို့မမြင်မဲ့ သူမျက်စိရှိမှာပဲပြူကျပျက်စီးသွားတဲ့ဇေဒီတော်ကြီးကိုပဲမြင်နေမိတယ်တဲ့နောက်ပြီးအဖေကိုဘသူကပြောမှန်းမသိအကောင့်ထဲမမြင်ရပဲဒီနေရာတက်တဲ့မှာမျက်စွာဖျားကိုလှူဒန်းပူဇော်ထားတဲ့ဌာပနာတိုင်းရှိနေတယ်ဒီသိပင်ကြီးခုံလဲပြစ်ဖို့မသိနေရောဘူးဆိုတဲ့အတန်ကိုပြက်ပြက်သားသားကြားတယ်တဲ့အဖေလည်းအိပ်ပျော်ရာကနူးလာတော့အမှန်ကတော့မမရဲ့သတိလေးမျိုးသွားရာကနေပြန်သတိရလာတာနဲ့တူပါတယ်သူ့အိမ်မက်ဆိုပါတော့လေ ဒီဘရောက်ပင်ကြီးနဲ့ပတ်သက်ပြီးသူမတ်တဲ့အိမ်မက်ကိုဖြောင်းလို့မရနိုင်အောင်ဖြစ်ပြီးဘရောက်ပင်ကြီးကိုခုတ်လဲဖို့စိတ်ထဲမှာဝန်လေးနေမိတယ်လို့အမေကိုပြောပြလေတဲ့မမရဲ့အမေကတော့အဖေပြောပြတာကိုလေးလေးနက်နက်သဘောမထားခဲ့ဘူးတဲ့ရှင်ပါသာရှင်အဖျားအရှင်ကြီးလို့ထင်မိထင်ရတွေအိမ်မက်တာပါအိမ်မက်ထဲမှာဆွဲလန်းခြင်းမဖြစ်နေပါနဲ့အခုလက်ငင်းအခြေအနေမှာကျုပ်တို့အိမ်လေးပြင်ဆောက်ဖို့အရေးကြီးနေပြီ မိုးရင်းစာထင်းလည်းမရှိတော့ဘူးဆိုတာရှင်အသိထားပဲနောက်ပြီးရှင်အိမ်မက်ကဟုံမှန်းမသိမဟုံမှန်းမသိကိုဖေးဆိုင်တို့ကိုစကားလုံးထားပြီးမှမလုပ်ရင်သူတို့ကိုထင်မပေးခြင်းလို့ထင်ပြီးညှို့လိုက်ရင်မကောင်းဘူးနော်ဒီလီမယားကမယူရဲတွေချီမြန်လက်မြန်နဲ့ဘသူ့ကိုမှထောက်ထားတာမဟုတ်ဘူးရှင်စဉ်းစားပါလို့အမေကပြောခဲ့တယ်တဲ့ဟုတ်တယ်မမရဲ့ဥပိဆိုင်နဲ့ဒေါ်ငွေတို့လင်မယားကလူမိုက်လင်မယားတတိရှိတာရောချီမြန်လက်မြန်နဲ့လူတစ်ဖက်သားကို ရိုက်တိုက်နှက်တက်တာကရောနောက်ပြီးတကောင်ကြွက်တွေဆိုတော့ဘဲဆွေမျိုးဘဲမျက်နှာမှထောက်စရာမရှိတော့သူတို့ကိုသူတို့တေလူတို့သဘောထားပြီးမိုက်ဆွမ်းပြတဲ့နေမရတဲ့တခုတော့ရှိတာပေါ့မမရဲ့သူတို့ကတော့ဘသူကိုမှစတင်ပြီးရန်စခြင်းကျူးလွန်စော်ကားခြင်းတော့မလုပ်တတ်ဘူးတဲ့ခိုင်းတဲ့လူကျင်နဲ့အောင်ပေးထားတဲ့အခါကြီးငွေနဲ့တန်အောင်လုတ်ကင်ပေးတတ်တယ်။သူတို့ကိုအေးမဆိုင်ဘူးဆိုတဲ့သဘောမျိုးတပတ်ရိုက်တဲ့သဘောမျိုးလုံလာရင်တော့ဘသူကိုမှမခံဘူးတဲ့။ တိတ်ပြီးလက်ရဲတယ်လို့ပြောတယ်။အဖေကလည်းဥပ္ပေဆိုင်တို့လင်မယားအကြောင်းကို သိတယ်။နှိရှိလာများပေါင်းသင်းဆက်ဆံလာသူတွေဆိုတော့မိပြက်ဆွေပြက်မျက်နာပြက်အောင်မလုပ်ချင်ပါဘူး။ဒါပေမဲ့အိမ်မက်ကြီးကြောင့်အစ်ပင်ခုတ်ဖို့အရေးကိုလည်းတွေးဆနေတာဖြစ်တယ်။နောက်တော့လည်းအမေပြောတာတွေကစဉ်းစားကြရလဲဖြစ်ဥပ္ပေဆိုင်တို့လင်မယားကိုလည်းငဲရဆင်းရဲတော့လဲအိမ်မက်တာတွေဘာတွေကိုစွန့်မိတ်ကြောက်ချပြီးဘလောက်ဝင်ကြီးကို ခုတ်ချတယ်မမရဲ့ ဗရောက်ပင်ကြီးကိုခုတ်ကြတဲ့အချိန်မှာစမ်းမြိုင်ခြံကြီးထဲမှာဘယ်သူမှမရှိကြတော့ဘူး။အဖေအပြင်းထန်ဖျားနေတဲ့အချိန်ကပဲတချံလုံးရှိသမျှအသစ်ပင်ကြီးတွေကိုဥညာစိန်တို့ကရောင်းချပြီးနေပြီ။ခင်းပြည့်ဝဲတဲ့လူတွေကလည်းမိုးမကြခင်ပြင်းကြဆင်ကြရမှာဖြစ်တော့လင်းလင်းမြန်မြန်ပဲခုတ်ကြတဲ့ကြတယ်။တချံလုံးဗရောက်ပင်ငုံလူကြီးကလွဲပြီးအသစ်ပင်ကြီးတပင်မှမကြံတော့ဘူးတဲ့။ အချိန်နေမှာဦးမြစိန်နုကလည်းပြစ်စည်းနေပြီးဖြစ်တဲ့ခြံကြီးကို ပြစ်ထားခဲ့ပြီးမြို့ပေါ်ကိုပြောင်းသွားကြပြီလေ။ဒါကြောင့်အဖေနဲ့အမေတို့နဲ့ဦးဖေဆိုင်တော်ငွေတို့တစ်ပင်ခုန်သွားကြတဲ့အခါဟာလာဟင်းနဲ့ခြံပြကြီးထဲမှာလူတတော်ဆိုလို့အဖေတို့၄ယောက်ပဲရှိနေတယ်။အမေပြောပြခဲ့တဲ့အတိုင်းပြောရမယ်ဆိုရင်၄ယောက်သားတစ်ပင်ကြီးကိုလှဲကြရာပင်စီကြီးတစ်ခုလုံးမြေပေါ်ရောက်လာပြီးမြေကြီးနဲ့ကပ်နေတဲ့တတောင်သားသားတင်းငုံလူကြီးပဲကျန်တော့တယ်။ အဖေကသူ့အိမ်မက်ကိုတရိယာပြီးတင်းငုံလူကြီးကိုဒီတိုင်းပဲရှိပါစေတော့လို့ထားခဲ့ခြင်းနဲ့အမေကတင်းမြင့်ဆုံထဲမှာရှိနေတဲ့အနှစ်ကမှပူကောင်းမှာနောက်ပြီးပစိုးနှစ်ပတ်စာလောက်ရှိနေတဲ့တစ်ပင်ကြီးရဲ့အရင်ဝိုင်းဖြတ်ဆုံးကြီးကလည်းနဲတာမှမဟုတ်တာတူပြီးကြော်ထုတ်လိုက်ရင်ထင်းတွေအများကြီးထွက်လာအောင်ပါကိုအမေကလူးကျင်တယ်အဖေက မတုံမလှုပ်နေတယ်အဲ့ဒီတော့ဥဖေဆိုင်တို့လင်မယားကဒီတင်းငုံကြီးကိုဒီတိုင်းဆုံးပြစ်ခဲ့မဲ့သူတို့တူးမယ်လို့ပြောတယ် ဖေနဲ့မိကစွန်ပြေးခဲ့တယ်ဆိုတော့တားဆီးမဲ့ပိုင်ရှင်တွေမရှိတော့ပဲဥဖေဆိုင်တို့တူယူကဘသူကအကန့်ွက်တားဆီးတော့မှလည်းမမရဲ့အမေကအဖေကိုတူယူဖို့အတင်းကျပ်ပြောတော့အဖေလည်းသူများတူယူမဲ့အတူတူမထူဘူးငါပဲယူတော့မယ်ဆိုတဲ့စိတ်မျိုးဝင်လာပြီး၄ယောက်သားအင်းလိုက်အားလိုက်တူကြတာပေါ့တင်းမြစ်ပေါ်လာရင် ပစိမ့်နဲ့ဖြက်လွှားနဲ့ဖြက်လိုက် နောက်ဆုံးတော့ဘေးဖြာနေတဲ့အမြင့်တွေအားလုံးကုန်ပြီးရေတောင်းမြကြီးတစ်ခုပဲကျန်တော့တယ် ရေတောင်းမြေကြီးကိုကလူလူလက်တစ်ဖက်စာမကရှိရှိနေတော့လောဘသားတွေဖြစ်ပြီးဒီမြေကြီးကိုထင်းတွေမနေရမယ်ဆိုပြီးတူးလိုက်ကြတာနောက်ဆုံးတော့အဖေအိမ်မက်ခဲ့တဲ့အတိုင်းရေတောင်းမြေကြီးနဲ့ကပ်ရဲ့အုတ်တိုက်တစ်ခုပေါ်လာတယ်အုတ်တိုက်ဆိုပေမဲ့ဆွေးမြေပြူပြက်နေတဲ့အုတ်ပုံလိုဖြစ်နေပါပြီတဲ့တယောက်တည်းလဲဇီတူးကြရမှာအဖေတူးတဲ့အလှဲ့ပေါ်လာတော့အဖေလဲအိမ်မက်ကိုသတိရပြီးကြောင်ကြည့်နေမိတယ်တဲ့တွင်းနှုတ်ခမ်းပေါ်ကဥပေဆိုင်လို့ဇီးမောင်နှံနဲ့အမေကလည်း ငုံကြည့်နေကြပြီဆိုတော့ဟာမြေတိုက်ပေါ်လာပြီပစ္စည်းဟောင်းတွေမြုပ်ထားတယ်ထင်တယ်ကုတောင်ထွန်းပေါ်စမ်းပါပြလို့ဥဖေဆိုင်ကဝမ်းသာအားရပြောတော့အဖေကတိလူစိမ့်နဲ့အုပ်ပုံကိုဖော်နေလိုက်တာပြီးတောင်းလောက်ရှိတဲ့ကြောင်တုံးလူလူအလုံးလူလူကိုရလို့နှုတ်ခမ်းပေါ်ရှိနေတဲ့အမိလက်ထဲကိုလှမ်းပေးလိုက်တာရှိသေးတယ်အဖေရနေတဲ့နေရာအောက်ကမြေကြီးပြိုကျသွားလိုက်တာအဖေတောင်အပေါ်ကိုကျူးချပေးတာမြန်လို့အသက်မသေးပဲခဲခဲရင်ရင်တွေးမော်ကိုပြန်ရောက်လာတယ် ကျုံချသွားလိုက်တဲ့မြေကြီးမှာဘရောက်ပင်ငုံကြီးကိုပါကျုံချသွားတယ်တဲ့မြေကြီးကျုံချကန်ဒီမှာမြေကြီးတဲကလှိုင်ကောင်းတန်ကြီးလားဘာလားမသိဘူးတဲ့မြေကြီးတန်ကြီးလိုလိုဘလို့အတန်ကြီးမျိုးများမသိကြောက်စရာကောင်းလောက်အောင်ကြားလိုက်ရတယ်တဲ့အဖေတို့လည်းရည်ရင်းကြီးလိုဖြစ်သွားတဲ့တွင်ကြီးကိုကြောက်ပြီးအနာတော်မသွားကြတော့ဘဲဖြတ်ထားပြီးသားခုတ်ထားပြီးသားတစ်တုံးတွေကိုသာဖြစ်တဲ့နည်းနဲ့အိမ်ရောက်မြန်မြန်တည်ယူကြတယ်လို့ပြောတယ် ရေရင်းထဲကရထားတဲ့ကြောက်တုံးလိုဟာကြီးကိုဥဖေဆိုင်တဲ့ဒုံဝီတို့ကအထင်းမှာဘာတွေရှိနေလဲလို့သိသိချင်းကြတယ်။အဖေနဲ့မိကတော့လူသိမခံခြင်းမူ။ဒါပေမဲ့ဥဖေဆိုင်တို့ဇနီးမောင်နှံကအတူတူတူဖော်လာခဲ့ကြပြီးသူတို့ကိုမပြခြင်းပဲလျှို့ဝှက်ထားတာကိုလည်းမကြေနပ်ကြဘူး။သူတို့ကိုမပြခြင်းလို့သူတို့ရှေ့မှာမခွဲပဲကိုရာမှာတိတ်တိတ်ခွဲပြီးမှပြရင်တကြီးကိုတိုင်မယ်။မြို့ပေါ်တဲ့သတင်းပေးမယ်ဆိုတဲ့သဘောမျိုးပါစကားတွေကိုပြောကြတယ်တဲ့။ ဖေနဲ့မိကိုချင်းချောက်တဲ့သဘောမျိုးပေါ်မမရဲ့ဒီလုံးကြီးထဲမှာအဖို့တန်ရတနာတွေပါမယ်လို့ဥပေဆိုင်တို့သတိမောင်နှံကအတက်ဝေးထားကြတယ်။နောက်ဆုံးမှာသူတို့ပြောသလိုတကြီးကိုမတိုင်မှုပဲထားမြို့ပေါ်ကိုတရင်သွားမပေးဘူးပဲထားအတူတူတူပေါ်လာခဲ့ကြရပြီးသူတို့ကိုအရင်မဆိုင်ဖဲတပတ်ရိုက်တယ်လို့ထင်ပြီးလက်စွမ်းပြမှာကိုလည်းအဖေနဲ့အမေကစိုးရင်ရသေးတာကိုဥပေဆိုင်တို့ဘာကြောင့်ဒီလိုလက်စွမ်းပြရတယ်လဲမိလာကြရင်ဒီကိစ္စပေါ်ပေါက်သွားတော့မယ်လေ။ ဖေနဲ့မိကလည်းမွေမသေးတော့မကြိုးဖြစ်အောင် လုပ်ရတော့မှာပေါ့စကားတွေပြန်သွားလို့ချမ်းရှင်သိသွားရင်လည်းမကောင်းဘူးမဟုတ်လားမမအဖေနဲ့မိရောဥဖေဆိုင်လို့ဇနီးမောင်နှံရောနှိမ်ထောင်မျက်နှာစုံကြီးရှေ့မှာဒီလုံးကြီးကို ခွဲရတော့မယ်ဒါပေမဲ့အဖေနဲ့မိကကြိုတင်စကားပြောထားတယ်တဲ့ဒီပရောက်ပင်ကြီးဟာဥမြစိန်တို့ကအဖေနဲ့အမိကိုသာပြီးခဲ့တာဖြစ်တယ်ဒါကြောင့်ပရောက်ပင်နဲ့ပတ်သက်သမျှအဖေနဲ့အမိသာပိုင်တယ်ဥဖေဆိုင်တို့ကိုပရောက်ပင်လှည့်ရမှာကူညီပါ အကာသားကိုသာထင်းဖြင်းနဲ့သုံးဖို့တဝက်ပေးပါမယ်ဆိုတာဒီကြောက်တုံးကြီးထဲမှာပါတဲ့အရာဝတ္ထုတွေနဲ့ဥဖေဆိုင်တို့ဘာမှမသက်ဆိုင်ဘူးလို့ကြိုတင်ပြောတယ်တဲ့ဒီတော့ဥဖေဆိုင်တို့ကမသက်ဆိုင်မှုဆိုတော့လဲနှုတ်ပိတ်ခါကိုအထိုင်လျောက်ရမှကျင်းနိုင်မယ်လို့အရေးဆိုတော့အဖေနဲ့မိကလည်းဒီလောက်တော့လာရောမှရန်အေးတော့မယ်စဉ်းစားပြီးကောင်းပြီလို့ကတိပေးကြရတာပေါ့ဒါနဲ့ပဲကြောက်တုံးကြီးကိုကြောက်တုံးကြီးလိုလုံးကြီးကိုဥဖေဆိုင်နဲ့အဖေတို့တယောက်တစ်လှည့်ပစိန်နဲ့ထုခွဲကြတယ် ဘလို့လှုပ်ထားမှန်းမသိမာကြောလိုက်တာယောက်ျားကြီးမြောင်အင်တိုင်းအားတိုင်းတော်တော်ကျူးစားခဲ့ရတယ်ပြောတယ်။ကြောက်တုံးလိုအလုံးကြီးဟာပဲ့ရွယ်ကျူးကြီး၊ကွဲသွားတာချင်းမျိုးမဟုတ်ပဲတီတီရီရီတချမ်းစီထက်ချမ်းကွဲသွားပြီးအထဲကကြီးနီနဲ့လှုပ်ထားတဲ့အိုးလိုလိုကျုံလိုလိုတစ်ခုပေါ်လာတယ်။အဲ့ဒါကလည်းဖွင့်ရပိတ်ရမရှိပြောင်ချောနေတာတစ်ဆက်တည်းဖြစ်နေတော့ဒီလိုပဲထုချေပြီးခွဲရပြန်ရော့ကြီးနီကျုပ်ဆိုပါတော့မမရဲ့ ဲ့ဒါကတော့အကောင်းမရဘူးပဲ့ရွဲ့ကွဲကြည့်သွားတယ်အထဲကဘာတွေထွက်လာသလဲဆိုတော့ဖန်းကားသည့်ရွယ်လောက်ရှိတဲ့ငွေကြုံလေးတစ်ခုနဲ့အနီရောင်ယူကြနေသလားထင်ရလောက်အောင်နီးရဲနေတဲ့ကြောက်ကူးလုံးထွက်လာတယ်ဒီကြောက်ကူးလုံးဟာအမှန်ကယ်တော့ပြည်တံပဒများဆိုတာမျိုးနဲ့တူပါတယ်အဖေနဲ့မိကလည်းတသက်လုံးစင်စင်ရဲရဲနေလာခဲကြရတဲ့လူတွေဆိုတော့ယရနာကိုကောင်းမှန်းဆိုမှန်းမသိဥပေဆိုင်နဲ့တော့ငွေတို့ကလည်းစင်ရဲသားတွေဆိုတော့ ဒီကြောင့်ဒီကိုလုံးကိုဘလို့မျိုးစားဆိုတာမသိတဲ့ပြင်ပြောလိုက်ကြသေးတယ်တဲ့အောင်မဲအဖိုးတိုင်းပစ္စည်းမှတ်လို့ကြိုးကြိုးစားစားခွဲလိုက်ရတာရွာဦးကြားမရွာဦးကြောင်းဓမယုံတဲကဆင်းလူတော်ပလင်မှာမြုပ်ထားတဲ့ကြောင်မျိုးတွေလို့ပြောပြီးငွေကြုံလေးကိုဆက်ခနဲကောက်ယူလိုက်တယ်တဲ့ကြောင်ဒီကိုလုံးကိုခမားလို့ယူကြဒီငွေကြုံလေးကိုတော့ကြုတ်ယူမယ်ဗျာတန်မိုးချင်းတူတူလောက်ရှိတာပါပဲလို့ပြောတော့အဖေနဲ့မိကလည်းသဘောတူလိုက်ကြတယ်တဲ့ ဘာကြောင့်သဘောတူလိုက်လဲဆိုတော့အမေကပြောပြတယ်ဘလောက်များယူကျုံမရကောင်းလိုက်တယ်လဲနော်အဖိုးတန်ရွှေတွေစိန်တွေပါမယ်ထင်ပြီးခွဲလိုက်တာကြောင်ဒီကိုလုံးနဲ့မဖြစ်စလောက်ငွေကျုံလေးပဲထွက်လာတော့စိတ်ပြက်လိုက်တာမပြောပါနဲ့တော့တဲ့ငွေကျုံလေးကလည်းဖန်ကားသည့်ရွယ်လောက်လေးဆိုတော့ရောင်းစားရင်တောင် ကြောင်ဒီကိုလုံးကပတ်စံပူရအောင်မယ်လို့တွက်ပြီးသဘောတူလိုက်တာလဲမမရဲ့ဦးဖေဆိုင်တို့ကတော့ငွေကြုံလေးကိုဘလို့တွက်ကိန်းနဲ့ယူလိုက်တယ်မသိဘူး ဒါပေမဲ့နောက်တနေ့မှာတော့ဦးပေဆိုင်နဲ့ဒေါ်ငွေတို့နှစ်ယောက်လုံးအမီတို့စီလာကြပြီးတဟားဟားနဲ့ရေးလိုက်ပြောလိုက်လုံနေကြတယ်တဲ့ငွေကြုံလေးထဲမှာအခုတန်းပစ္စည်းဥပမာဆိုပါတော့စိန်ကြီးတလုံးလောက်ပါနေမလားဆိုတဲ့အတွက်ကိန်းနဲ့ယူသွားပြီးအိမ်မှာဖွင့်ကြည့်လိုက်တော့ဖြူနှုနေတဲ့ပြားလေးနည်းနည်းပဲတွေ့ရတယ်တဲ့ဒါနဲ့လင်မယားနှစ်ယောက်စိတ်တူတူနဲ့အနားမှာရှိနေတဲ့ရေကွက်ထဲကိုပြစ်ထည့်ထားလိုက်ကြတယ်တဲ့ဂယူးမဆိုင်ဖဲနေလိုက်ကြပြီးညနေဘက်ရွာနောက်ဖက်ချောင်းထဲမှာ ရေချိုးဖို့လာခဲ့ကြတော့သူတို့ရေခွက်ထဲကအမှတ်မထင်ပစ်ထားတဲ့ငွေကြုံလေးကပါလာတယ်တဲ့အဲ့ဒီလိုငွေကြုံလေးတွေကပြာဖြူနူးနူးလေးတွေကိုချောင်းရည်ထဲကိုလည်းတွန်းချလိုက်ရောတဲ့ချောင်းရည်ထဲမှာစိမ့်စိမ့်ပြပြဝါဝါနီနီရွှေရောင်ငွေရောင်တွေဝင်းဝင်းလဲလဲဖြာပြီးပျောက်သွားရောတဲ့ကြည့်လို့ကောင်းတယ်ဆိုပဲမမရဲ့ဥပေဆိုင်တဲ့ဒေါ်ငွေလဲကြုံလေးကိုချောင်းရည်တွေနဲ့ဆင်အောင်ဆင်းနေခိုက်လက်ထဲကလွတ်ကြပြီးကြုံလေးချောင်းရည်ထဲနင်းမြုပ်ပျောက်ွယ်သွားတယ်လို့ပြောကြတယ်တဲ့ ဖေနဲ့မိကလည်းအစကတည်းကစိတ်ဝင်စားခဲ့တဲ့ကျုပ်ကလေးချောင်းကိုဆက်မမေ့တော့ပဲနေလိုက်ပြီးနောက်တနေ့မြို့တက်မယ်။ကြောင်နီကိုသွားရောက်မယ်။မိုးရင်းစာစားတောက်ဖို့ရပြင်ဖို့ရငွေရအောင်ပေါ့။အဖေနဲ့မိမြို့တက်တော့ဥဖေဆိုင်နဲ့ဒေါ်ငွေတို့လည်းဈေးဝယ်ဖို့လိုက်လာကြတယ်။ငွေဆိုင်တစ်ဆိုင်ဝင်ပြီးအဖေကကြောင်နီကလုံးကိုပြလိုက်တယ်တဲ့။ငွေဆိုင်ရှင်ကအဖေကိုအကဲခတ်သလိုကြီးလိုက်ပြီးဘေကရတယ်လို့မေးတယ်။အဖေကလည်းဖျားစီဒီအိုနီနေရာကရတယ်လို့မပြောချင်တာနဲ့ ရှင်မိဘဘဝလက်ထက်ကရထားတဲ့အမွေပစ္စည်းပါအခုမှဆင်းရဲလို့ထုတ်ရောင်းတယ်လို့ပြောလိုက်တယ်ဘလောက်လိုချင်လဲလို့ရွှေဆိုင်ပိုင်ရှင်ကမေးတော့အဖေကသူ့ဝင်အချင်းနေနဲ့မိုးရင်းစာတောက်ဖို့စားဖို့တောက်ဖို့တွက်ချက်ပြီးစိတ်ထဲမှာလိုချင်နေတာက800တထောင်လောက်ဒါပေမဲ့သူ့ကြောင့်ဒီကိုဒီလောက်ပေးပါမလားလို့မယုံမြဲစိတ်နဲ့ရှိနေကဆိုင်ထဲကိုလူမျှောက်ဝင်လာတယ်အဖေကြောင့်ဒီကိုကြည့်ပြီးဟာဒီဥစ္စာရောင်းဖို့လားကြုံယူမယ်ဗျာ၃000ပေးမယ်လို့ဝင်ပြောလိုက်ရော အဖေလည်းအရာတော်လှပြီလို့တွေ့ပြီးတော့ဈေးနည်းနည်းကင်လိုက်တယ်တဲ့ဒါနဲ့ဈေးတက်ပြီးပြေးလိုက်တာနောက်ဆုံး9000နဲ့အဖေကရောင်းလိုက်တယ်ရောင်းလိုက်တဲ့အကြောက်ကအငယ်ဆုံးအကြောက်ပဲအဲ့ဒီမှာလည်းအဖေကသူရထားတဲ့အကြောက်တွေဟာအပေါ်စားတွေမဟုတ်ကြောင်းသဘောပေါက်သွားတာပေါ့ဒီလိုရောင်းနေတဲ့အချိန်မှာအဖေနဲ့မင်းနဲ့တူဥဖေဆိုင်နဲ့ဒေါ်ငွေတို့လည်းအဖော်လိုက်လာကြလို့မျက်မြင်ဖြစ်သွားကြတယ်အဲ့ဒီမှာအဖေနဲ့မိကဥဖေဆိုင်နဲ့ဒေါ်ငွေတို့တီးသွားကြပြီး ဒီလေများကိုမျက်ခြေဖြက်မှဖြစ်မယ်လို့တွက်လိုက်မိကြတယ်။ဒါနဲ့ပဲအမေတို့လည်းသူရလာတဲ့ကြောက်တွေကိုအားကိုးပြီးရွာမှာမနေချင်ကြတော့ဘူးလေ။ဥဖေဆိုင်တို့စီကတဆင်စကားပြန်သွားသွားရင်လူစိုးတများရန်ကိုကြောက်ရမယ်ဆိုပြီးမြို့ကိုပြောင်းလာကြတယ်။နောက်ထပ်ကြောက်တလုံးထုံရောင်းပြီးတော်သူတောင်သားဘွားကစိုက်ပျိုးခြင်းနဲ့စိတ်တွေလည်းရှိနေတော့သွားလန်းလာလန်းတာတဲ့ဒီမြို့လေးကိုရောက်လာပြီးဒီချံကိုဝယ်ဒီအိမ်ကိုဆောက်ဇမ်းမြုပ်ကုတ်ကုတ်နေပြီးခြံဆိုင်စားတယ်လို့နာမည်ခံ။ ကြောင်ကြောင်ရတဲ့ငွေလေးနဲ့အေးအေးဆေးဆေးထိုင်စားနေရကကျမကိုမွေးဖွားလာရတယ်။စမ်းမြန်ချိုင်ကြီးကအကျိုးပေးလိုက်လို့အခုလိုငင်းငင်းချမ်းချမ်းနေရတယ်လို့စမ်းမြန်ချိုင်ကြီးကိုအမှတ်တရဖြစ်အောင် ကျမနာမည်ကိုမေစမ်းမြန်လို့မှဲ့ခဲ့တာပဲမမရဲ့။မခင်ရွှေသည်မျက်စိညောင်းလာတော့ကြောင့်ခိတ္တနားလိုက်သည်။ဟုတ်ကဲ့ပါရှင် အပိုင်းသုံးကိုဒီမှာပဲရန်နားလိုက်ပါမယ်။ကျမတို့နောက်ထပ်အပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။နောက်ဆက်ပြီးကဲ့သို့အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။